ရတဲ့ချောင်းအောင်မယ်မင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်းပြပသတင်းများကျောင်းရေးသတင်းများနဲ့နောက်ဆက်ရသတင်းများကိုအချိန်နဲ့တစ်ပတ်ညစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရုပ်ပထမအစွမ်းစာတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ဂျော့ဆန်ဆူချင်းနဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအစွမ်းကုန်ဂျပန်ဖို့ NND ကဆုံးဖြတ်လိုက်ပြီဆိုတဲ့သတင်းတွေပဲဖြစ်ပါရှင် ကျော်ဆန်စုကြည်အပါဝဲနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းချဖို့စကောက်စီနဲ့လုံမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘဲမပူပေါင်းချဖို့အပါဝင်ဆုံးဖြတ်ချက်ကိုကိုကိုအွန်လိုင်းကနေတစင်ဒီကနေ့ကြေပါခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ဒုတိယဘုတ်ကော်မတီအစည်းအဝေးမှာချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။ အာနာသိန်းတဲ့အတွဲပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ NNT ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်နဲ့မတွေ့ဆုံမဆွေးနွေးပဲနဲ့ပြည်လည်နိုင်မှာမဟုတ်တာကြောင့်ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းချက်ဖို့ဆုတ်ဖြတ်ခဲ့ကြတယ်လို့ဆိုထားဖြစ်ပါတယ်။ ကြားပြင်အာဆီယံရှေးတောင်အာရှနိုင်ငံများအတင်းအပဝင်ဟင်းနီချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့ညီညွတ်ရေးကိုဦးစားပေးဖို့စစ်အနာရှိစနစ်အမြင့်ဖြတ်ရေးအတွေ့တိုင်းရင်းသားတွေအပဝင်တော်လှန်ရေးအစိုးရနဲ့လက်တွေ့ကြကြတိုးမြှင့်ပူပေါင်းဆောင်ရွက်ဖို့စတဲ့အဆုံးဖြတ်ချက်ကိုခုကိုလည်းအတီးပြုတ်ခဲ့ကြတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းမှာ NLD ပါတီဝင်2600ကျော်အပါအဝင်နိုင်ငံတော်ဝန်ကပေးသူ1800ကျော်ဖမ်းဆီးခံထားရတဲ့အပြင်လေးကျောင်းနဲ့နဲ့ချင်းစကောက်စစ်တပ်စစ်ကြောင်းနဲ့အချင်းထောင်အတွင်းမှာညှဉ်းပန်းနှိပ်စက်ခံရတဲ့ကြောင်းလူပေါင်း9000ကျော်တည်ဆုံခဲ့ရတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအကြေညာချက်မှထုတ်ပြန်ထားဖြစ်ပါတယ်ဆက်လက်ပြီးတော့ရေကောက်ပွဲကိုရုရှားနဲ့ဘယ်လာရုတို့ထောက်ခံကြောင်းဘုချုပ်စွန်မင်းထွန်းကပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့ကစကောက်စီချင်းပတ်မဲ့ရွေးကောက်ပွဲကိုထက်ထဲဝင်ဝင်ထောက်ခံအပိတ်အပြင်လေးလာဆောက်ကြည့်ရေးအဖွဲ့များဆီလွတ်ပေးမည်ဖြစ်ကြောင်းစကောက်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဘူချုပ်စော်မင်းချွန်ကပြောဆိုထားဖြစ်ပါရယ်မြန်မာနိုင်ငံတွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား2025ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်သို့မဟုတ်နောက်အဆုံးနောက်အကျဆုံး2026ဇန်နဝါရီလဒုတိယပတ်၌ပြုလုပ်သွားမည်ဟုလည်းဆိုထားဖြစ်ပါရယ်ဗိုလ်ချုပ်စုံမင်းထွက်ကတော့ ကျွန်တော်တို့ဟာပြည်သူတွေလိုနာတောက်တက်ခဲ့တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုမလွဲမတွေ့ဆောင်ရွက်ပေးမယ်။ဂျာဒီအောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါတယ်ဟုပြောဆိုထားခဲ့ကြောင်းသိရပါတယ်။ ထို့ပြင်ရုရှားနဲ့ဘယ်လာရုတို့ဒီရခိုင်ကပင်နိုင်ငံတကာမျက်နှာစာနိုင်မြန်မာနိုင်ငံဘက်မှရပ်တည်ခဲ့ပြီးရင်းနှီးနိုင်ငံဟာယခုလည်းဆက်လက်ရပ်တည်သွားမည်ဆိုသော ခိုင်ခိုင်မာမာအမတ်ခံချက်အရရှိခဲ့သည်ဟု၎င်းဆိုထားဖြစ်ပါသည်စကားဆောင်မှုချုံမှုချင်းမြောင်းလိုက်ရဲ့ရုရှားခီးစင်တွင်မြန်မာနိုင်ငံရဲ့အထက်အရေးပါတဲ့စီးပွားရေးဇုံရင်းတဲ့စိတ်ကံကြီးတုတ်ခုအတွဲ MOU ရေးထိုးနိုင်ခဲ့ကြောင်း ပြည်သူများမျှော်မှန်းနေတဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ရန်တိုင်းပြည်တစ်ပြည်လုံးပုံပြီးဖွံ့ဖြိုးတိုးတက်လာနိုင်ရန်အတွက်အလားအလာကောင်းများအားဆောင်ကျဉ်နိုင်ခဲ့တဲ့ခီးစင်များဖြစ်ကြောင်း၎င်းပြောဆိုထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့မင်းအွန်လိုင်းရုရှားတွင်ရှိနေစဉ် ရုရှားကုတ်တင်လေရေးတစဉ်ကနေပြည်တော်တို့လာရောက်ပြီးစစ်ပက်ဆိုင်ရာပြည်စင်များလာရောက်ပို့ဆောင်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အကြံပေးမယ့် online ရုရှားတွင်ရှိနေစဉ်ရုရှားကုတ်တင်လေရေးတစဉ်ကနေပြည်တော်တို့လာရောက်ပြီးစစ်ပက်ဆိုင်ရာပြည်စင်များလာရောက်ပို့ဆောင်သွားခဲ့ကြောင်း နေပြည်တော်အီလာနေတက်ကရင်မြက်ကရန်ကုန်ခေတ္တတင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်မတ်လ10ရက်နေ့ညပိုင်းမှာနေပြည်တော်အီလာနေတက်တို့ရုရှားကုတ်တင်လေးညင်တစဉ်ရောက်ရှိလာခဲ့ကြောင်းအထူးအားဖြင့်နေပြည်တော်အီလာနေတက်ထက်တို့စစ်ပတ်ဆိုင်ရာပစ္စည်းများလာရောက်ပို့ဆောင်ခဲ့ကြောင်းနေပြည်တော်မှရုရှားတို့အပြင်တွင်မိသည့်ကုန်ပစ္စည်းမှတင်ဆောင်သွားခြင်းမရှိကြောင်းသိရှိရပါသည် မတ်လအကွေနဲ့တွင်အဆိုပါရုရှားကုတ်တင်လေးရင်ဟာနေဘရအီလာနီတက်မှပြန်လဲထွက်ခွာသွားပြီးကုတ်တင်လေးရင်ဟာနေဘရတို့ကုတ်ပစ္စည်းလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းရုရှားနိုင်ငံစိတ်ပီတာဘတ်မှာနေဘရတို့ပြန်တန်းရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့တရင်နဲ့ရခိုင်ပြည်နယ်တွင်စစ်ကောင်စီကလေးချောင်းတက်ခိုင်မှုတိုက်နယ်ပြည်သူစည်းရုံးနဲ့နေအိမ်များထိခိုက်ပျက်စီးပြီးပြည်သူတို့ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင် ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်စကောင်းစီကနေချောင်းတက်ခတ်မှုများလှုံ့ဆော်ခဲ့တဲ့ပြင် တိုက်နယ်ပြည်သူစေယုံနဲ့နေအိမ်များထိခိုက်ပျက်စီးပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU နဲ့ AA တို့ကသတင်းထုတ်ပြန်ထားဖြစ်ပါတယ်။ဇန်နဝါရီမတ်လ10ရက်နေ့နနက်9:30မိနစ်အချိန်မှာ ကြောင်ပြမျိုးနဲ့စနေမျိုးတိုင်နေပြီးသူစင်ယုံကိုစစ်ကောင်စစ်တပ်ကအသေးခံသရုံးဖြင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းအဆိုပါသရုံးများမှာကြောင်ပြအခြေဆိုင်အမတ်ဆက်ရှင်တောင်ပေါ်ချင်းစစ်တပ်စခန်းမှဖြစ်ပြီးတိုက်နေစင်ယုံကိုသရုံးနဲ့စစ်ဖြင့်ပုံနှလုံးကျဲချခဲ့ကြောင်းရခိုင်တရရဲ့မြစ်ကဖော်ပြထားဖြစ်ပါရယ်သရုံးများပုံကျဲမှုကြောင့်စနေတိုက်နေပြီးသူစင်ယုံကြီးရဲ့ခွဲစစ်ခန်းအလဲတက်တဲ့ကြောက်ရောက်ပေါက်ကွက်ခဲ့ပြီးခွဲစစ်ခန်းမှာလုံးဝပြိုပြက်သွားခဲ့ကြောင်းကြံပုံးတစ်လုံးမှာတော့ခွဲစစ်ခန်းအပြင်ဘက်သို့ကြောက်ရောက်ပေါက်ကွက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာမှုရှိတော့မရှိခဲ့ကြအောင်အဆိုပါတိုက်နယ်စည်းရုံးမှာပိတ်ပိတ်ထားတာကကြားမြင်နေပြီးလူနေထိုင်မှုနဲ့စေကုတမှုများမရှိတော့တဲ့စည်းရုံးဖြစ်ကြောင်းသိရှိရပါတယ်။အလားတူကရင်ပြည်နယ်ကရင်တွင်ထိန်းချုပ်ထားတဲ့နယ်မြေများသို့စစ်ကောင်စီတပ်ကအကြမ်းဖက်တိုက်ခတ်မှုများလုပ်ဆောင်တဲ့ပြင်ပြည်သူတို့ဒဏ်ရာရရှိခဲ့ပြီးနေအစလုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်ထားဖြစ်ပါတယ်။မဇလာ9ရက်နေ့နဲ့9ရက်40မိနစ်အချိန်မှာစောတီမြို့နယ်အတွင်းရှိ ထော်လူကိုကျင်းရွာသို့စက်ကောင်စီရဲ့ခလာရညနဲ့64တရင်က120မမနဲ့နဲ့ဂျီနှလုံးပြစ်ခတ်ခဲ့ရတွင်အသက်40နှစ်အရွယ်နော်အေပရဲဝါထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းအလားတူမတ်လ10ရက်နေ့နဲ့နဲ့7နိုင်55မိနစ်အချိန်မှာစစ်တပ်ကလည်းအပြင်ကြောက်ကြီးပေါက်ကျင်းရွာတွင်မှဘုံသုံးလုံးကျဲချခဲ့ရတွင်ကျင်းရွာအတွင်ရှိနေအင်းဆယ်လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည် ထို့ပြင်မတ်လ9ရက်နေ့ည8:09မိနစ်အချိန်မှာကြောက်ချီမြို့နယ်တောင်ကင်းကျွတ်အတွင်တူပိန်းစလုတ်အခြေဆိုင်စစ်ကောင်စီရဲ့ခလရ264တရင်က120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရတွင်ကျင်းရုံအတွင်ရှိဖုံးကြီးကျောင်းဝင်းအတွင်ကြံ့ရပောက်ွက်ခဲ့ပြီးဖုံးကြီးကျောင်းဝင်းအတွင်ရှိထင်းစစ်တဆင်ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့မတရားတောင်းတာနဲ့ကွမ်းမြူနယ်တွင်စကောင်စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းမတရားမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ပြည်သူ၂ဦးသေဆုံးသွားခဲ့ကြောင်း Voice of မန္တလေးမှတာဝန်ရှိတဲ့တဦးကရန်ကုန်ခေတ္တနဲ့ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။ရမန်နေမစနကွင်းနေနဲ့ဆယ်နာရီ30မိနစ်အချိန်မှာမတရားမြွနဲ့ဆယ်တော်လီရွာလမ်းခွဲကိုမြို့ပေါ်မတရားဘော်လုံးကွင်းတွင် တက်ဆွဲထားတဲ့အကြံပစ္စကစစ်တပ်သားများကလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါအကြံပစ္စကစစ်တပ်သားများဟာလက်နက်ကြီးကိုလုံးရန်တမ်းပြစ်ခတ်ခဲ့ပြီးဆယ်တော်လေးရွာလန်ခွဲကိုလက်နက်ကြီးနှလုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးပြည်သူနှုတ်ဦးတည်ဆုံသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မတရားဘောလုံးကွင်းကနေလက်နဲ့ကြီးကိုလုံးတီးတီးပြီးသူတွေနဲ့ထိုင်ရနေရကိုရန်တန်ပစ်ခါရတွေဆယ်တော်လေးလမ်းခွဲကိုလက်နဲ့ကြီးတချို့ကြာရောက်ပောက်ကွဲပါတယ်ပြီးသူနှုတ်လည်းထိမှန်ပြီးတေဆုံသွားလို့တီးရပါတယ်ဟို why or မန္တလေးမှာတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ် ထို့ပြင်မန္တလေးမြို့တောင်တာမြို့နယ်တံပိုးရွာအနီးရှိတောရိုးရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်တပ်တွေချင်းများဖြင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းတောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီထံမှတရှိရပါသည်။မဆလာဆယ်နေနဲ့အစောပိုင်းတနင်္လာ30မိနစ်ခန့်တွင်မိတ်တင်လာလေးတက်မှတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေးတစ်စီးဟာတံပိုးရွာအရှိမြောက်ဖက် တော်ရုံအနီးကိုဘုံတီနှလုံးကြက်ချတိုက်ခဲ့ခဲ့ပြီးဆက်လက်နဲ့များဖြစ်ပါပြစ်ခတ်တိုက်ခဲ့ကြကြောင်းသိရှိရပါတယ်။အကြံဖက်စစ်တရဲ့လေးချောင်းတိုက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုရှိမရှိနဲ့ပြည်စီမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းသိရှိရပါတယ်။ အလားတူမတ်လ9ရက်နေ့နနက်ပိုင်းတနအိကျော်ချိန်မှာရခိုင်ပြည်ကွမြွနယ်ဘဝင်ရွာကိုစစ်တပ်ကတိုက်လေပြင်းဘုံကျဲချမှုကြောင့်အိပ်ပျော်နေတဲ့မိသားစုဝင်များထံမှဖခင်ဖြစ်သူအားတေဆုံသွားခဲ့ပြီးတမီးဖြစ်သူနဲ့တာဖြစ်သူတို့ဒဏ်ရာရှိသွားခဲ့ကြောင်းသိရှိရပါတယ်ကွာဒေတာကတူကတော့ကျွန်တော်ခန့်မှန်သလောက်ဆိုရင်တော့တနင်္လာ45မိနစ်လောက်ရှိမယ်။တစ်ချိန်လာကျဲပါတယ်။နောက်တစ်ချိန်ကတော့နာနာယဝန်းကျင်လောက်ရှိပါတယ်။ သူတို့ကဒုတိယအကြိမ်မှာကြတာအကုန်အိမ်မော်ကြနေတဲ့အချိန်လာချတာပါအဖေဖြစ်သူတည်ဆုံသွားပါတယ်။တာသမီနဲ့ရောက်ဒဏ်ရာခဲ့ပါတယ်လို့ပြောဆိုထားပါတယ်။ဘုံကြံမှုကြောင့်တည်ဆုံသွားတဲ့သူမှာဘိုးဝင်ရွာကအသက်60အရွယ်ရှိတဲ့ဦးချွန်အောင်သိန်းနဲ့ဒဏ်ရာရှိသူမှာအသက်26နှစ်အရွယ်၎င်းရဲ့တမီဖြစ်သူမမေတစင်နဲ့တာဖြစ်သူအသက်17နှစ်အရွယ်မောင်ဖြိုးဝေဆိုးတို့ဖြစ်ကြောင်းသိရပါတယ်။ ပြင်းထန်တန်ရာရှိတွင်အူမှာအရေးပေါ်ဆေးကုသမှုခံရနေပြီးလူနာနှုတ်စလုံးစိုးရင်ညာကြောင့်ကွာမြွနယ်လူမှုကက်ဆယ်ရဲ့လောကနေတူတူဝင်လည်းပြောဆိုထားဖြစ်ပါရယ်ပြီးခဲ့တဲ့မစလာ6ရက်နေ့နေ့လက်ကစက်ကောင်စီရဲ့လေချောင်းပုံကျဲတက်ခတ်မှုကြောင့်ကြောက်ဖြစ်မြင်တဲ့ကဥကဲနဲ့ကြက်တိမ်ကျွာကနေအဆုစုပေါင်း၂00ကျော်မီတောင်ပြာချသွားခဲ့ကြောင်းသိရှိရပါတယ်။အကြောင်းရဲ့တိဆက်ပင်မို့ကျွန်မပဲကြားလာကိုပြောရရှင်အပင်နာစင်မအတွေ့အတွေ့ကျေးဇူးတင်ရှိပါတယ်ရှင်။